ကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေကျွန်တော်ဒီနေ့ကတော့အဲဒီမှာမန်ထားတဲ့မန်လေးကိုကျွန်တော်ပြန်ဖြည့်ပေးမှာပါအကုတုကံအကုတုကံကိုယုံကြည်ဖို့အရေးကြီးပါတယ်တဲ့ဗုဒ္ဓကဟောထားပါတယ်အကောင်းပါလေမင်းရဲ့ဝင်မတ်တဲ့လူကိုလည်းကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာကြီးဆိုတော့ကံကံကြီးအကျိုးကိုယုံကြည်ရမှာဦး။ ကံကံကြီးယုံကြမှာဆိုတော့ဒါမဲ့လဲဟိုကျွန်တော်တို့လုံနေတဲ့အလုံနဲ့အဲကံကံကြီးအကျိုးကိုယုံကြည်တာနဲ့တော့နည်းနည်းလေးတော့အဲလွဲနေသလားလို့ကျွန်တော်အဲ့ဒါလေးပြန်ရှင်းပြမလို့ပါကံကံကြီးအကျိုးကိုယုံကြည်တယ်ဆိုတာကကြတော့ကျွန်တော်တို့ကဥမာသဘောတူကမိမိရဲ့ချမ်းသာမှုအဲစင်ရဲမှုပေါ့ဗျာအဲချမ်းသာမှုစင်ရဲမှုဆိုတော့လူတယောက်ကကြတော့အဲ့လိုမျိုးပေါ့ချမ်းသာမဲ့လူကြတော့လေအဲ နဂိုးတွေကတထေးပိုက်တွေကိုစပြီးဝင်စားတာပေါ့ဗျာအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့စင်းရဲမဲ့လူကြတော့လေစင်းရဲလူပိုက်တွေကိုဝင်စားတာပေါ့ဒါကတော့သူကတော့ကျွန်တော်တို့ကဒီခုနကကံမပစ္စယောပေါ့ဗျာကံမပစ္စယောဒီခုနကကုကုတုအကုတုပေါ့ကျွန်တော်တို့ကဒီအဲမိမိရဲ့ဒီအတိတ်ဘဝနေပြီးတော့ကာကံဝစီကံမနောကံတွေကို မိမိကကောင်းတာတွေလုပ်ထားမယ်အဲ့ဒါဆိုရင်ဒီဘဝမှာလည်းမိမိကကာယကံဝစီကံမနောကံတွေကိုကောင်းတာလုပ်ထားတဲ့အတွက်အကောင်းတဲ့အကျိုးတွေကျွန်တော်တို့ကခံစားရတာပေါ့အဲ့လိုမျိုးကံမပစ္စည်းရောဆိုတာအဲ့ဒီပဲပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီမှာကဟိုပစ္စည်းဥဒေတာမှာဒီအထောက်ပံ့ပေါ့ကျွန်တော်တို့ကဟိုဘက်ကကျွန်တော်တို့အတိတ်ဘဝကနေပြီးလုပ်ထားတဲ့ဒီကျွန်တော်တို့အကြောင်းဆက်အကျိုးဆက်တွေကဒီဘက်မှာကျွန်တော်တို့ကလာပြီးတော့အကျိုးပေးတယ်ဆိုတဲ့အဲ ကောင်းတာလုပ်တဲ့ကုသိုလ်ကံမကောင်းတာလုပ်တဲ့အကုသိုလ်ကံတွေကအထောက်ပံ့ဖြစ်တယ်ပေါ့အဲကျွန်တော်တို့ကအဲ့လိုမျိုးဟိုဒီခုနကဒါမဲ့ဒီဘက်မှာကျွန်တော်တို့လုပ်နေတဲ့ဟာနဲ့ကြတော့အဲ့ဒါနဲ့ကနည်းနည်းလေးများလွဲနေသလားလို့ဘာကြောင့်လဲဆိုတော့ဥမာပြကျွန်တော်တို့က TV တစ်ခုပြက်သွားတယ်ဗျာအဲ့ဒါကိုကျွန်တော်တို့ကဒီခုနကဟိုကျွန်တော်တို့ကောင်းတာလုပ်ထားတာမကောင်းတာလုပ်ထားတာနဲ့ဒီ TV ပြက်နေရတော့တိတ်မဆိုင်ဘူး ။ TV ပြရင် TV ပြင်ဆရာကိုကျွန်တော်ခေါ်ပြင်ရမှာ။ကားပြက်တယ်ဗျာ။ကားပြက်တာကိုကျွန်တော်ကအဲကျွန်တော်တို့ဒီအကုသိုလ်ကံကုသိုလ်ကံညီနဲ့ကျွန်တော်တို့သွားချိန်လို့မရဘူး။ကားပြက်တာကျွန်တော်တို့ကံနေနေလို့ကားပြက်တာမဟုတ်ဘူး။ဆက်မကောင်းလို့ကားပြက်တာ။အဲအဲ့ဒါလေးတော့ကျွန်တော်တို့နည်းနည်းခွဲခွဲပြားပြားသိဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့ခုလောက်ရှိလုပ်နေတဲ့ဟာကကြတော့မြမရိုးရာဘီဒင်လုပ်ငန်းဖြစ်ပါတယ်မြမရိုးရာဘီဒင်လုပ်ငန်းဆိုတာကတော့ကျွန်တော်တို့လက်ရှိအဲ ဒီမိမိရဲ့ဒီအတိတ်ကံကိုကျွန်တော်တို့က control လုပ်နေတာမဟုတ်ပါဘူးလက်ရှိပြဿုပ်ပံမှာမိမိလုပ်နေတဲ့အရာဒီအားလုံးကိုကျွန်တော်တို့က adjust လုပ်ပြီးနေတာထိန်းပြီးနေတာပါဥမာဗျာကျွန်တော်တို့အိမ်တစ်ခုပေါ့ဗျာနေအိမ်တစ်ခုကကျွန်တော်တို့မတန့်ရှင်းဘူးဆိုရင်မတန့်ရှင်းဘူးဆိုတော့တော့အများကြီးပေါ့ဗျာကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ဒီအောက်လန်းကြီးနဲ့ဟလာဒီဆုံးတက်နတ်တိုက်ကြီးနဲ့ကျွန်တော်တို့လှုပ်ထားတာကြီးလည်းရှိမှာပေါ့ အဲ့ဒါတွေကျတော့ကျွန်တော်နီးပညာပိုင်းမှာအဲ့ဒါတွေကိုရှင်းထုတ်တဲ့ဟာတွေဒါတော့ကျွန်တော်နီးပညာတွေပေါ့ကျွန်တော်နီးပညာနဲ့အိမ်ုံတန့်အောင်လုပ်ပြီးတာပေါ့အိမ်ုံတန့်အောင်လုပ်ပြီးတဲ့ဟာကလည်းကျွန်တော်တို့အဲ့ဒီခုနပြောတဲ့အကုသကံကုသကံနဲ့တော့တိတ်မဆိုင်ဘူးเนาะဟိုဒီအိမ်ကကျွန်တော်တို့ခုနပြောလို့ပေါ့အတိုက်ခိုက်တွေရှိနေတယ်အိမ်မတန့်ဘူးအဲ့လိုပေါ့သူများတွေကဒီအောက်လန်းနဲ့တိုက်ထားတယ်အဆုံတို့ဟာလာနတ်တို့ကျွန်တော်တို့ဒီခုနကဇောကနီဇောကနက်တို့မောက်လုံးမောက်ပြားတို့ဒီလိုမျိုးပေါ့ဗျာ မကောင်းတာတွေနဲ့တိုက်ခိုက်ထားတယ်ဆိုရင်ကျွန်တော်တို့ကရှင်းထုတ်ဖို့ကကျွန်တော်တို့မှာတာဝန်ရှိတယ်။အဲ့ဒါတွေရှင်းထုတ်ဖို့အတွက်ကိုလည်းကျွန်တော်တို့ကဟာလာအစင်းစင်သောပညာရက်တွေနဲ့ကျွန်တော်တို့ကသင်ယူပြီးတော့ကျွန်တော်တို့လှုပ်ထားတဲ့အတွက်ဒါကတော့ကျွန်တော်တို့အလုပ်ပဲဖြစ်တယ်။နော်။အဲနေအိမ်နဲ့ပတ်သက်တာတွေကျွန်တော်တို့ဒီမှာဟာလာအတိုက်ခိုက်အနောက်ရှက်တွေရှင်းပေးမယ်။ကားနဲ့ပတ်သက်တာတွေအတိုက်ခိုက်အနောက်ရှက်တွေရှင်းပေးမယ်ဒီလိုမျိုးပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ခုနပြောတဲ့ဟိုမိမိအတိတ်ဘဝကနေပြီးတော့ကောင်းမှုကုသိုလ်တွေလှုပ်ထားတယ်ဗျာ။ ဒီခုနကအကုတလာကုတလံကံမှန်ပေါ့ဗျာကျွန်တော်တို့အကုတလာနံဓမ္မံပေါ့ဒီခုနကကုတူတွေအကုတူတွေကျွန်တော်တို့လောက်ထားတဲ့ဟာတွေရဲ့ဒီဘက်မှာဝိပါကတွေကျွန်တော်တို့ကြိုးဆက်အကြောင်းဆက်တွေပေါ့အဲ့ဒါတွေကကျွန်တော်တို့လက်ရှိလုံနေတယ်တွားနေတယ်လမ်းကြောင်းတွေတော့တိတ်မဆိုင်ဘူးကျွန်တော်တို့ဥမာမွေးငားဆိုင်ဒီဇိုင်းများဟင်းရငန်သွားတယ်ဗျာအဲ့ဒီငန်သွားတဲ့ဟာကျွန်တော်တို့အကုတူကုတူနဲ့တိတ်မဆိုင်ဘူးเนาะရောနေမှာဆိုလို့ကျွန်တော်ကဟိုခုနကတော့ ဟိုထိုင်းနိုင်ငံကိုရောက်တယ်ဗျာသူတို့နိုင်ငံမှာလည်းသူတို့ရိုးရာနတ်တီနဲ့သူတို့ဒလိတွေကိုကျွန်တော်လေ့လာခဲ့တယ်စင်ကာပူရောက်တော့လည်းသူတို့မိုးနှံမင်းကိုကြော့တယ်ကျွန်တော်လည်းဝိုင်းကြော့တယ်ကြော့ပြီးသူတို့ရဲ့လောက်ရက်တွေကိုကျွန်တော်ကြည့်ရယ်အိန္ဒိယကိုကျွန်တော်သွားတယ်အိန္ဒိယမှာရှိတဲ့ဒီအိန္ဒိယလူမျိုးတွေရဲ့ဒီရိုးရာဒလိတွေကိုကျွန်တော်လေ့လာကြည့်ရယ်အားလုံးကတော့သူဒလိနဲ့သူရိုးရာနဲ့သူကသူသွားနေကြတာပဲဒါတွေကတော့ကျွန်တော်တို့ခုနပြောလို့ပေါ့ဟိုဒီအကုဒုကုဒုတွေနဲ့တော့တိတ်မဆိုင်ဘူး ဟိုကျွန်တော်ခုနပြောလို့ပေါ့ကိုမော်တော်ကားပြက်သွားတယ်ဗျာဒါကတော့ကားဆက်မကောင်းကိုပြက်တာပဲကိုရဲ့ကုသိုလ်ကံကံနှိမ့်နေလို့ပြက်တာမဟုတ်ဘူးအဲ့ဒါလေးတော့သိထားဖို့လိုတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာလောကဓာတ်ရှစ်ပါးတတ်ခတ်ပညာမှာတော့အဲခုနပြောလို့ပေါ့ဟိုဆရာကြီးပြချမြင်ချထားတဲ့မူတိုင်းပဲအာရတော်ရှိမယ်ဒုက္ခံရှိမယ်နေနံရှိမယ်အလားပေါ်ရှိမယ်ဒီနေရာမှာကျွန်တော်တို့ကလုပ်ငန်းတွေတိုးချဲ့တယ်ဗျာအဲဒါဆိုရင်တော့ तू ကကြဆုံးမှာပဲအဲကြဆုံးတာကိုကျွန်တော်တို့ကကြိုသိထားရင် ကျွန်တော်တို့ကတို့မင်းတို့ဒီနေရာမှာဒါမလုပ်ကြနဲ့ကွာမတိုးချဲ့နဲ့အဲဒီပတန်သာဟာလာဘောတို့ဘာတို့မှာကျွန်တော်တို့ဒီရာတော့ဒုက္ခတို့ဘာမင်းတို့တိုးချဲ့ကြပါဘောဒီလိုမျိုးကျွန်တော်တို့ကတော့ကောင်းတဲ့အပိုင်းကိုလမ်းညွန်ပေးတာပေါ့ကောင်းတဲ့အပိုင်းကိုလမ်းညွန်ပေးတယ်ခုနဘောလို့ဘောမကောင်းတဲ့အပိုင်းတွေကိုကျွန်တော်တို့ကတားဆီးပေးတယ်အဲကျွန်တော်တို့တားဆီးတဲ့ဂျားတွေကတို့ကလုတ်ပြေဗျာတို့ကဒီခုနကတော့ကျွန်တော်တို့ကနေမလုံးနဲ့လို့ပြောတယ်ဗျာအဲ့ဒါကိုတို့ကဇွတ်လုတ်တယ်ဗျာအဲဇွတ်လုတ်တဲ့နေရာမှာတို့ခုနပြောလို့ဘော ဒီလုပ်ငန်းတွေမအောင်မြင်မှုအားရတော့ဒုက္ခနေနံအလာဘောဒီမှာလုတ်တယ်လုပ်ငန်းတွေမအောင်မြင်မှုအဲ့လုပ်ငန်းတွေမအောင်မြင်တာကိုကျွန်တော်တို့ကတားထားရဲ့သားနဲ့တို့ကဇွတ်လုတ်တယ်ဆိုတော့မအောင်မြင်တာဟာကျွန်တော်ကံနဲ့မဆိုင်တော့အဲ့ဒါကညံတယ်ပဲဆိုင်တယ်ဟိုဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာရှိတဲ့အစိုးနေမြေကိုဖြတ်တန်းသွားတဲ့နေရာမှာကျတော့ကျွန်တော်တို့ကတမာတရိနေမြေကြီးအရာရာမှာကျွန်တော်တို့ကတတိနဲ့နေရမယ်နောက်ပြီးတော့ညံနေမြေညံနေပြီဆိုတော့ညံနဲ့ကျွန်တော်တို့ကဆုံးဖြတ်ရမယ် ဟိုဘက်မှာကျွန်တော်တို့ဒီခုနကရတော်တို့သူခံတို့ဒီပတန်တာတို့လာဘောတို့ကကန်နေမြေကန်နေမြေတော့ခမအလိုလိုကန်ကောင်းနေမှာပဲသူလုတ်တမအောင်မြင်နေမှာပဲအဲ့တော့ तू ကဘလို့ထင်လဲဆိုတော့ငါလုတ်တမတွေအောင်မြင်နေငါဘာမှယုံကြည်စရာမလိုဘူးအခုနကဘောလို့ဘောငါသားလင်းတကိုးရှင်အငါငါဒီခုနကကြံစီတမကြီးအကုန်လုံးကအောင်မြင်နေတယ်ဘောဒီဘက်မှာအဲ့တော့ဒုက္ခနေနေလဲရောက်လဲရောက်လာဟော तू ကအကုန်လုံးလုတ်တမကန်တမကြီးအလေးလေးချော်ချော်လေးဖြစ်ကုန်ဟော ကျွန်တော်တို့ကတားရတယ်မလုံးနဲ့လို့တားရတယ်ဒါပေမဲ့တို့ကအဲ့ဒါကိုဇွတ်လုတ်တယ်အဲ့ဒါမှာပျက်စီးတယ်ပျက်စီးတာကကျွန်တော်တို့ကကံလားညံလားအမှန်တော့ကျွန်တော်တို့ကကျွန်တော်ပညာရက်ကညံပညာဖြစ်တယ်နီးပညာဖြစ်တယ်ညံပညာနဲ့နီးပညာနဲ့ခုနကတော့ကျွန်တော်တို့ဟိုကုသိုလ်ကံတို့အကုသိုလ်ကံတို့ ਨੇ လာရောနေလို့ရှိရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဟိုခုနကကျွန်တော်ပြောလို့ဘောဟိုဒီဗုဒ္ဓရဲ့ဒီခုနကတီယိုရီတချို့ကကျွန်တော်တို့ဒီခုနကနီးပညာနဲ့ဟာ ဒီလာပြီးတော့ယောလို့ရတာလည်းရှိတယ်ယောလို့မရတာလည်းရှိတယ်ဟိုယောလို့ရတာဆိုတာပြကျွန်တော်တို့ကဥမာသဘောတစ်ခုကဒီဘက်မှာဥမာနဝင်းမထိုင်ခင်မှာကျွန်တော်တို့ကဗုဒ္ဓဘာသာရဲ့မူရကျွန်တော်တို့ကဥမာဖះဥချတာလို့ပြောလို့ပေါ့အဲဒီလိုမျိုးပေါ့ဒီအပြုတ်မူပိုင်းမှာကျွန်တော်တို့ကလာပြီးတော့ယောချက်လိုက်တာလည်းရှိတယ်ဒါမဲ့ခုနကျွန်တော်ပြောလို့ပေါ့ဒီဘက်မှာဟိုဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ဤပညာတစ်ခုဒီကျွန်တော်တို့ကခုနကပြောလို့ပေါ့လူတယောက်ကဗျာနေမကောင်းဗျာ နေမကောင်းတာကျွန်တော်ကမှဖျားကျင်တယ်ဗျာပါရာစီတမောတောက်လိုက်တယ်ဗျာအဲအဲ့မှာသူ့ရဲ့အဖျားပြောက်သွားတယ်ဗျာဒါတွေကကျွန်တော်ကန်နဲ့သိမ့်မဆိုင်ဘူးမိုးရွာတယ်ဗျာမိုးရွာရင်ကျွန်တော်ထီးဆောင်းအောင်မှာကန်နဲ့မဆိုင်ဘူးနေပူတယ်ဗျာထီးဆောင်းအောင်မယ်ကျွန်တော်စောင်းအေးတယ်ဗျာအနှွေးတွေဝတ်တယ်ဗျာချမ်းလာလို့ကျွန်တော်အနှွေးတွေဝတ်တာပဲကန်နဲ့မဆိုင်ဘူးဒါတို့ကျွန်တော်တို့ကဟိုဒီခုနကဟိုအေးနေတဲ့ဟာကသူ့ကသူသဘာဝလျောက်ဖြစ်နေတာလေအဲ့ဒါကိုကျွန်တော်တို့ကကန်နိုင်လို့အေးနေရလည်းမဟုတ်ဘူးကန်နိုင်လို့နေပူရလည်းမဟုတ်ဘူး ်နေဘူးကျွန်တော်တို့ကထီးဆောင်အောင်မှာပဲကျွန်တော်တို့ဆိုတာတစ်တီလေးကြီးเนาะကောင်းငင်မှာရှိတဲ့ဂျိုတွေကအကြီးကြီးတနင်္ဂနွေဂျိုဗျာတနင်္ဂနွေသားဆိုတာတေးသေးလေးတနင်္ဂနွေဂျိုကြီးကအကြီးကြီးပဲနေမင်းဗျာတလောကလုံးကတကဘာလုံးကလူလူအပူထက်ပြီးပေးနေတာเนาะလာမင်းဗျာလာမင်းဆိုတနင်္နာဂျိုဗျာလရဲ့အယောင်ကဗျာတကဘာလုံးပြီးနေတာဟိုကဂျိုတွေကအကြီးကြီးကြီးကျွန်တော်တို့ကတေးသေးလေးကြီးဒါတွေကိုကျွန်တော်ကသွားပြီးတော့ညင်းခုန်နေလို့လည်းမရဘူးအဲ့တော့ကျွန်တော်ကအကြံဉာဏ်ပေးခြင်းပါတယ် ဒီခုနကအကောင့်ပိုင်ရှင်ကို ခုနကဒီကုသိုလ်ကံအကုသိုလ်ကံကိုယုံကြည်ဖို့အရေးကြီးပါတယ်ဆိုတဲ့အပိုက်ကို ကျွန်တော်ကြိုက်ပါတယ်ဗုဒ္ဓဘာသာရဲ့မူမှာဖရာကလည်းဟောထားပါတယ်သို့တော်လည်းခုနပြောတဲ့ကုသလာနံကျွန်တော်တို့အကုသလာနံဆိုတဲ့ကျွန်တော်တို့ကာမပစ္စည်းရောရဲ့ဒီခုနကအပိုက်ဒီမှာ ရေးထားသလိုမိမိရဲ့ရှေ့ရှေ့ဘဝကဒီလှုပ်ဆောင်ခဲ့တဲ့ကောင်းမှုမကောင်းမှုတွေအဲ့တော့အခုကျွန်တော်တို့လက်ရှိလုပ်နေတဲ့ဤပညာပိုင်းတွေရောနည်းနည်းလေး တလန်းစီဖြစ်နေပါတယ်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီနေရာမှာညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံပြီးစိတ်တော်တိုင်းကိုပါလူရာဆန္ဒအားလုံးတစ်လုံးတော်ရယ်ပြည့်စုံကြပါစေ